ယဟန်တပါစွန်းစားတယ်ဆိုတာဟိုလိုလွယ်လွယ်တော့မဟုတ်ဘူးလို့ဒါလေးကိုသိသိချင်းလို့ပါယဟန်တွေကမြတ်စွာဘုရားလက်ထက်ကလေးကပေါ့နော်ကိုယ်စွန်းလှူတဲ့တရားဓမ္မတွေကိုချီးမြှောက်ရှင်တဲ့စိတ်ရှိကြတယ်ဒါစာပေမှာတွေ့ရတယ်နော်အရှင်မဟာကတ္တပကြီးဆိုတာမြတ်စွာဘုရားရဲ့တာဝကတပည့်အကြီးဆုံးပေါ့နော်အကြီးဆုံးမဲ့သူအရှင်မဟာကတ္တပ ိုက်တန်ချမ်းသာတဲ့တထေးရနေပြီးတော့သင်္ကန်းဝက်လာတာနော်တထေးရနေသင်္ကန်းဝက်လာပြီးတော့ဒူတင်ကိုအသက်တဆုံးစောက်တာသူသူသူဘာလို့မှမမှီဘူးနော်ဒူတင်ဒူတင်အချင်းကိုတေးသေးတိသင်္ကန်းဝက်တဲ့နေရာစပြီးတော့အသက်တဆုံးစောက်တာကျောင်းနဲ့မနေဘူးအပြင်တော့တဲ့မှာပဲနေတာဒီတကာတကမတွေလှူရဆုံးမစားဘူးဆုံးကံပဲစားလာနော်ဒူတင်ဆိုတာလေအဲ့လိုတသက်ဆုံးနော်တထေးနော်တကယ်မှတထေးမှတော့တထေးအကြီးစားကြီးလေရောမရရောနှစ်ယောက်လုံး အဲ့ဒါသင်္ကန်းဝတ်ခဲ့တာတတိအဲ့ဒါရှင်မကတ္တပသူကဇံဖေညင်ရတာဇံဖေညင်ရလို့ရှိရင်ဟိုစတုဒ္ဒဇံလို့ခေါ်တာပေါ့ဒါတော့နင်တို့သားသိမှာမဟုတ်ဘူးထားလိုက်ပါတော့နော်ဏိရောဓသမပဝင်စားတယ်လို့ခေါ်တာပေါ့ဇံဝင်စားတယ်ဆိုတာဇံကိုပြင်းပြထန်ထန်ရှုပြီးတော့အားထားလိုက်လို့ရှိရင်တခါတည်းထွက်တော့ဝင်တဲ့ဒီပါချုပ်ပြီးတော့အသိစိတ်တွေပါချုပ်ပြီးတော့လူကြီးကတခါလဲဟိုကြောက်ရွံ့ကြီးလို့ဖြစ်သွားတယ်မလှုပ်တော့ဘူး အဲ့ဒါကိုနိရောဓသမဘာဝင်စားတယ်လို့ခေါ်တာပေါ့စိတ်တွေစိတ်တွေတွေချုပ်သွားတယ်ခေါ်တာပေါ့နော်မေ့နေတယ်လို့ပေါ့ကနော်ဒါပေမဲ့လို့မေ့နေတယ်ဘုံတော့မတူဘူးလူကတော့ထိုင်ရဲ့ဒါပေမဲ့ဘာမှမသိတော့ဘူးသူကအဲ့လိုစိတ်တွေချုပ်သွားအောင်ကျင့်ရတယ်သူကအဲ့ဒါကဇန်းအမြင်စားရမှအရိယာကိုရောက်တာအဲ့ဒီလိုနိရောဓသမဘာဝင်စားပြီးလို့နိရောဓသမဘာကနေပြီးတော့ထရတယ်ပေါ့ထရတယ်ဆိုတော့ဇန်းဝင်စားရကနေပြီးတော့ပြန်ပြီးတော့ဇန်းကိုယုံသိလိုက်တာပေါ့နော်အဲ့ဒီလိုထပြီးမှဟိုဆုံးခံထွက်လို့ရှိရင် ဆွန့်လောင်းတဲ့ပုဂ္ဂိုလ်အချက်ချင်းအကျိုးရတယ်နော်ဒါဆိုစာပြေအဲ့လိုပြောတာပေါ့အဲ့တော့ရှင်မဂ္ဂသဘာကြီးကသူ့ဆွန့်လောင်းတဲ့ဇာတိချက်ချင်းအကျိုးရပါစေဆိုပြီးတော့အဲ့ဒီလိုဆွန့်ငန်သွားကနေလို့ရှင်နိရောဓသမဘဝင်စားပြီးတော့မှသွားတာသူ့ဆွန့်လောင်းတဲ့ဇာတိဆွန့်လောင်းပြီးလာပြီရှင်စူတောင်းလို့ရှင်ချက်ချင်းပြည့်တယ်ချက်ချင်းပြည့်တယ်အဲ့ဒါစာပြေမှာတွေ့ရတာပေါ့နော်အဲ့ဒါတခုပေါ့နော်နောက်တစ်ခါသူဗုဒ္ဓဆိုတဲ့ယဟနာတပါပေါ့ သူကတော့ခုနကခုရင်ခုနကငါတို့မေတ္တာသုပ္ပယေယူတာအဲ့ဒီသူ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 ဇလန်ကလာတာပေါ့နော်သူကတော့ဆုံးကံဆုံးကံကြွပြီဆိုလို့ရှင်တပိတဲ့ဒီအင်းကဆုံးလောင်းတော့မယ်ဆိုလို့ရှင်ဆုံးမလောင်းငယ်အဲ့ဒီအင်းသူအင်းသားတွေကိုမေတ္တာအရင်ပို့လိုက်တာရက်ကလေးကအင်းရှိရက်ကလေးကအင်းသူအင်းသားတွေကိုမေတ္တာပို့ပြီးမှဆုံးကိုလူခံတာတဲ့အဲ့ဒီလူလူခံတဲ့အတွက်အဲ့ဒီရှင်သူဗုဒ္ဓကိုဆုံးလောင်းရလို့ရှင်ဟိုတခြားပုဂ္ဂိုလ်လောင်းရတာနဲ့မတူဘူးပို့ပြီးတော့ အကျိုးအာနိသင်ရှိတယ်အဲ့ဒါနော်ဒီအဲ့ဒါကြောင့်မလို့အမြဲတမ်းမေတ္တာဇံဝင်သားတယ်လို့ခေါ်တာပေါ့ခုနကတော့ဏိရောဓသမဘဇံဝင်သားတာပေါ့နော်အရှင်သူဘုရားကအဲ့ဒီလိုမေတ္တာပို့ပြီးတော့မှဆွန့်ကိုအလှခံပြီးတော့မှစားတယ်တဲ့သူ့ကိုလှူရတဲ့ပုံကိုယ်တွေလည်းပဲအကျိုးပိုကြည့်တယ်လို့အဲ့ဒီလိုနှစ်ခုလာတာပေါ့နော်နှစ်ခုလာတဲ့အခါကျတော့ခုနကရှင်မာကအဲ့ဒီနှစ်ခုကိုရှင်လိုက်လို့ရှင်တော့ရှင်မာကသဘဏီရတော့ပို့ပြီးတော့ကောင်းတာပေါ့ ကောင်းပြီမလို့သူကတော့ကိုကဇံရမှချိမြောက်လို့ရမှာဇံမရရင်မချိမြောက်နိုင်ဘူးလေအရှင်သူဘုဒ္ဓနောက်ကိုတော်ရဲ့နေရတော့မေတ္တာပို့တာကတော့ပို့လို့ရတယ်လေဇံမရလည်းမေတ္တာပို့လို့ရတယ်အဲ့ဒါကြောင့်မလို့မြန်မာနိုင်ငံဆရာတော်တွေကအလူတန်းလုပ်ပြီဆိုရင်ဒါမေတ္တာတော့ကိုရွတ်ပြီးတော့မေတ္တာပို့တာအဲ့အရှင်သူဘုဒ္ဓမထေရရဲ့ကျင့်ထုံးကိုလိုက်နာတာနော်အဲ့လိုလိုအဲ့လိုလိုမေတ္တာပို့ပြီးတော့မှအဲ့ဒီဆွန်းကိုလှူခံပြီးတော့မှအဲ့ဒီဆွန်းကိုဖုံးပေးရတယ်တဲ့နော်အဲ့တော့အဲ့ဒီကလေးက ရဟန်းနေရာဆုံးခံကလေးကိုကဆုံးတကာစကမတွေကိုဘလို့ချီးမြှောက်ရမလဲဆိုတဲ့စိတ်နဲ့ဆုံးကိုခံပြီးတော့မှဒါဒီဆုံးကို ဖုံးပေးတာเนาะအဲ့ဒီမှာတစ်ချက်ကြည့်ရမယ်เนาะတစ်ချက်ဒါကဆုံးခံတော့ရှိသေးတယ်เนาะဆုံးခံလို့တပါးသာရလာပြီးရလာတော့ဖုံးပေးတော့မယ်ဆိုလို့ရှိရင်ဒီဆုံးကိုငါဘာကြောင့်ဘာအတွက်ဖုံးပေးတာလဲအဲ့ဒီရည်ရွယ်ချက်အဲ့ဒါနှလုံးသွင်းရတယ်เนาะနှလုံးသွင်းရတယ် တို့ပဋိသင်္ဂါယောနိတော်တို့ခေါ်တာပါဘုန်းကြီးတွေတော့เนาะเนาะဩဒီအစားစာကိုငါစားတာငါခန္ဓာကိုယ်မှာအစာအာဟာရဖြည့်ပြီးမှအသက်ကရှင်မှာအစာအာဟာရမဖြည့်ရင်အသက်မရှင်ဘူးအသက်မရှင်လို့ရှင်ငါသာသနာတော့အလုံးလို့လို့မရဘူးအဲ့တော့သာသနာတော့အလုံးလို့နေအောင် အသက်ရှင်ဖို့အတွက်ဒီအစာကိုစားတယ်ဒါတစ်ချက်နှလုံးသွင်းရတယ်နောက်တစ်ခါအစာမစားလို့ရှင်ယောဂါရအောင် အာဟာရဓာတ်ချုပ်တယ်ပြီလေယောဂရမယ်အဲ့တော့ငါခန္ဓာကိုယ်မှာမဖြစ်သေးတဲ့ယောဂလည်းပဲမဖြစ်အောင်ဖြစ်ပြီးသားယောဂလည်းပဲပျောက်အောင်ဖြစ်နေတဲ့ယောဂရှိရင်လည်းအစာစားလိုက်လို့ရှိရင်အာဟာရဓာတ်ပြည့်ပြီးတော့ယောဂပျောက်နိုင်တယ်လေအဲ့ဒါလိုမဖြစ်သေးတဲ့ယောဂလည်းပဲမဖြစ်အောင်ဖြစ်ပြီးသားယောဂရှိရင်လည်းပဲပျောက်အောင်ဆိုတဲ့သဘောနဲ့ငါဒီသွန်းကိုစားတယ်ဒါကဒီဘက်ကအလျော်လို့ခေါ်တာပေါ့နှလုံးသွင်းတာအလျော်ပြီးတော့ဆန့်ကျင်ဘက် တခါပြန်ပြီးတော့နှလုံးသွင်းရတယ်ဒီစွန်းကိုစားပြီးတော့အာယံဗလာတွေပြည့်ပြီးတော့ခန္ဓာကိုယ်ပြည့်ပြည့်အသားအရေတွေဆိုးပြီးတော့လှအောင်ပအောင်လို့စကားလာတာမဟုတ်ဘူးလို့တခါစမ်းကြည့်မယ်တခါပြန်နှလုံးသွင်းရတယ်နော်အဲ့လိုဟိုဘက်ကအကျိုးနဲ့ဒီဘက်ကအကျိုးပြန်ပြီနော်အဲ့လိုလှအောင်ပအောင်နှလုံးသွင်းစားအောင်ငါစားတာမဟုတ်ဘူးအာရတ္တတွေပြည့်ပြီးအောင်စားတာလည်းမဟုတ်ပါဘူးဟုတ်လားအရသာခံခြင်းတော့ငါစားတာလည်းမဟုတ်ပါဘူးလို့တခါပြန်ပြီးတော့အဲ့လိုနှလုံးသွင်းရတယ် တော့နှလုံးသွင်းပြီးတိုင်းနှလုံးသွင်းပြီးတော့မှအဲ့ဒါကိုပစ္စဝခန္ဓာဆင်ញင်တယ်လို့ခေါ်တယ်။အဲ့ဒီလိုဆင်ញင်ပြီးတော့မှမြတ်စွာဘုရားကသွန်းကိုစားတဲ့။အဲ့ဒီလိုပစ္စဝခန္ဓာဆင်ញင်ပြီးမှသွန်းကိုစားလို့ရှိရင်တဲ့။အဲ့ဒီသွန်းတံပိုးကြည်တယ်တဲ့။နော်သွန်းတံပိုးအဲ့ဒါမှကြည်တာနော်။နင်တို့သွန်းကဒါမှမကြည်ဘူး။မကြည့်ဘူးဆိုတာဘာပြောတာသိလားကျွေးတင်တယ်လို့ပြော ဣနာပရိဘောဂလို့ဆရာဘုရားအဲ့လိုသုံးတာဣနာဆိုတာကကြွေးပရိဘောဂဆိုတာကသုံးဆောင်တာကြွေးယူပြီးတော့စားတာပေါ့ကိုင်နေတော့လှူတယ်ဆိုနေတော့ကြွေးကိုငါတို့ကယူစားလိုက်တယ်ဆိုရင်တခြင်းပြန်စားရမှာလေမပြန်စားရမှာအဲ့ဒီလိုဘိဇဝကနာမစင်ရင်မဲနဲ့စားတော့လို့ရှိရင်ကြွေးတင်တယ်တဲ့ကြွေးတင်ရင်တခြင်းကြရင်အဲ့ဒါပြန်စားရမှာဟာနော်အဲ့ဒီလိုပြောတာပြန်စားရမှာတဲ့အဲ့တော့အဲ့ဒီလိုကြွေးမတင်အောင်ပြန်ပြီးတော့မစားရအောင် အဲ့လိုပစ္စဝကန္နာကိုလည်းပဲဆင်ញင်းပြီးတော့စားရမယ်တဲ့နော်အဲ့ဒီလိုစားရတယ်နောက်တစ်ခါစားတဲ့အခါမှာဘလို့တခါထပ်ပြီးတော့ဆင်ញင်းရမှာဆိုတော့ဟောဒီငါစားစားလိုက်တဲ့ဆွမ်းဟာခုငါမစားခင်ပစ္စထဲမထည့်ခင်တုန်းကတော့ပြင်ဒီဓမင်းပကံထဲမှာတော့ကတော့ဟင်းလေးတွေရောဆွမ်းလေးတွေရောကဟိုตายာပွဲပေါ့နှစ်သက်ပွဲစားဖို့စားလို့တော့လို့ကောင်းမဲ့ပုံနေလေနော်မစားခင်ကလေပစ္စထဲမထည့်ခင်ကနော် ဟောဒီစားလေးအစားစားလေးဟာငမ်းပစာထဲမထည့်ခင်ကဆိုလို့ရှိရင်ခမင်းလေးတွေရောဟင်းလေးတွေရောမုံလေးတွေရောဟိုနှစ်သက်ဖွယ်ကောင်းတယ်ဟုတ်လားစားခြင်းသက်ဖွယ်ကောင်းတဲ့အရသာရှိမဲ့အရာလို့ပုံမှန်တန်တာရှိတယ်အဲ့ဒီလိုရှိတဲ့ဒီခမင်းလေးတွေဒီဟင်းလေးတွေကိုငမ်းပစာထဲထည့်ပြီးတော့ဝါလိုက်မယ်ဝါပြီးလို့ကြေးပြီးဆိုတဲ့ခါလို့ရှိရင်ညလိုပြန်ပြီးတော့လက်လက်ထည့်ပြီးတော့ကြည်လိုက်တော့သူဘာနဲ့တူသွားတော့ကတော့ခွေးရံဘာနဲ့တူသွားတယ်နော် ဘဇတ်တဲ့လေခွေရမနဲ့တူတာအဲဩဒီစွန်းနေဒီဟင်းနေဟာငါဘဇတ်နဲ့မထီခင်တော့ကဆိုလို့ရှိရင်နှစ်သက်ဖွယ်ကောင်းတဲ့ပစ္စည်းတွေပဲငါခန္ဓာကိုယ်နဲ့ထိပြီးငါဘဇတ်ထဲလေရောက်ပြီးဝါလေပြီးလေရောရွံရှာဝယ်ကောင်းတဲ့ပစ္စည်းဖြစ်သွားတယ်ဤနော်ရွံပဲကောင်းသွားပြီလေဘဇတ်နဲ့ဝါပြီးထွက်ကြည့်လေနော်လောထွက်ပြီနော်အဲ့ဒါဆိုရွံရွံစီရကောင်းသွားပြီဩဒါဟာဘာကြောင့်ဖြစ်တာလဲဆိုတော့ငါခန္ဓာကိုယ်ကြီးကိုယ်က ယွန်စရာကောင်းတဲ့ခန္ဓာကိုယ်ကြီးနော်ဒီယွန်စရာကောင်းတဲ့ခန္ဓာကိုယ်ကြီးနဲ့ထိလိုက်တဲ့အတွက်ခုနကယွန်စရာမကောင်းတဲ့နှစ်သူဝယ်ကောင်းတဲ့စားစရာတောက်စရာဟာယွန်စရာပေါ်ဖြစ်သွားတာဒီခန္ဓာကိုယ်ကြောင့်ဖြစ်သွားတာဟုတ်တယ်မလားဒီခန္ဓာကိုယ်ကြီးကြောင့်ဖြစ်သွားတာလို့အဲ့ဒီလိုနှလုံးသွင်းရတာနော်အော်အဲ့လိုနှလုံးသွင်းပြီးတော့မှဟောဒါဒါဒီသဘာဝရှိတယ်ဟောခန္ဓာကိုယ်ဆိုတာနော်သူ့ကိုယ်သူယွန်စရာပေါ်ဖြစ်ုံနဲ့မဟုတ်ဘူး သူများကိုတော့မှယွန်ချပွဲဖြစ်အောင်လုပ်ပေးတတ်တဲ့တည်းသဘောရှိတယ်ငါခန္ဓာကိုယ်ကြီးอ่ะเนาะအဲ့ဒီတိုင်းပဲလေဒါအကုန်သင်ញရမှာနင်တို့လည်းအဲ့လိုကြည့်ကိုင်နေတို့အင်ကြီးလုံကြီးလေးတွေနဲ့ခုနေမဝတ်ခင်ဆိုရင်ကောင်းလေးတယ်လေဝတ်ကြည့်ပါလားဝတ်ပြီးလို့ရှိရင်နဲ့ချွေးစွန်းနာเนาะကိုဝတ်တဲ့ဟာကိုတော့မှเนาะเนาะကိုဝတ်တဲ့ဟာကိုဝတ်တဲ့အထက်ကိုတော့မှတိတ်ပြီးတော့ဟိုယွန်စရာဖြစ်သွားတာเนาะအဲ့ဒါခန္ဓာကိုယ်နဲ့ထိလိုက်လို့လေဟုတ်တော့မလားခန္ဓာကိုယ်နဲ့မထိလို့ရှိရင်မဖြစ်ဘူးလေဟောငါခန္ဓာကိုယ်ကြီးရဲ့သဘောကအဲ့ဒီလို သူ့ဟာသူတွေယုံနာဇွန်ဇွန်စရာကောင်းတာမဟုတ်ဘူးသူများကိုလည်းဒီကောင်ယုံစရာကောင်းလို့ပေးတတ်တဲ့တတ်တည်ရှိတယ်လို့အဲ့ဒီလိုဆင်ញင်ရမှာတဲ့သင်္ကန်းဝတ်တဲ့ခါလည်းအဲ့လိုဆင်ញင်ရလားကတော့နင်တို့ဝတ်ဝတ်တဲ့ခါဆုံးစားတဲ့ခါမှလည်းအဲ့ဒီလိုဆင်ញင်ရလားအဲ့ဒီလိုဆင်ញင်ပြီးမှဆုံးကိုစားရမှာဒါဖះကပြောတာနော်